မင်္ဂလာပါဒီနေ့စီရင်ပညာရဲ့အရေးပါပုံကျွန်တော်တို့ဆရာမင်းထဖြစ်တဲ့ Learning Education Center နဲ့ Learning Assistance Training Center ကလေးမြမဒေတာကြောင့်ရှိတယ်အဲ့တော့အဲ့ဒီ Excel နဲ့ Accounting Software ကဘာကွာလဲဆိုတော့ Accounting Software ကကျတော့အထက်မှာသူကစီးပွားလုပ်ငန်းတွေပုံမှန်တုံးနေကြစီးပွားလုပ်ငန်းမှာရှိမဲ့အကြောင်းရာစီရင်နဲ့ပတ်သက်တဲ့အကြောင်းတွေအကုန်လုံးသူထည့်ပေးထားတယ်အဲ့ကြောင့်ဒီ Software ကို Accounting Software ကိုတုံးရင်ဟို double entry ပေါ့နော် double entry ဝင်မဲ့အရာကိုပဲမှန်အောင်စည်ရင်တွင်လိုက်ရုံပဲ double entry ကိုမှန်အောင်တွင်တစ်ချိန်ပထမတစ်ဆင့်ကိုပဲကိုကစည်ရင်တွင်ရတယ်ကျန်တဲ့ဒုတိယတတိယအဆင့်စည်ရင်ချုပ်တဲ့အထိက software ကအလိုအလျောက်သူကတွက်ချက်သွားတယ်တွက်ချက်တဲ့အတွက်ကြောင့်ကိုကနေ့တိုင်းစည်ရင်ကိုစည်ရင်ချုပ်ကိုကြည့်လို့ရတယ်ဒါပေမဲ့ excel နဲ့ paper base ကအဆင့်တွေကကိုပါအကုန်လုံးပြန်လုပ်ရတယ် စာရွက်နဲ့မှတ်ထားတဲ့အရာတွေဆိုရင်စီးရင်တွင်းတယ်တွင်းပြီးတော့စီးရင်ချုပ်ရှင်တယ်ဆိုတော့ကိုယ်ကဒါပြန်ချုပ်ရတယ်ပြန်ပေါင်းရတယ်ပြီးတော့ဟိုတခြားစင်းကိုလွဲပြောင်းပေးတယ်မအရှုံးအမြတ်တွေလက်ချန်ရှင်းတဲ့တူအများကိုပြန်ပုတ်ပြီးမှပဲစီးရင်အနစ်ချုပ်ကထွက်လာမှာပထမအဆင့်ပြီးဒုတိယကနေသူက3 4 5ဆင့်ထိလောက်ရှိတယ်ဆိုတော့အဲ့ဒီပထမအဆင့်ကိုလည်းကိုယ်ကတော့လုပ်ရတယ်ပေးပါမှာဒုတိယအဆင့်လည်းကိုယ်ကတော့ပြန်လို့တတိယစရုပ်ထနောက်ဆုံးအဆင့်အထိကို ့ဘာသာလုံးမှာပဲနောက်ဆုံးအနစ်ချုပ်စင်းတွေထွက်လာတယ်။ဒါမဲ့ဒီ accounting software မှာကြတော့သူ့ရဲ့အာသာချက်ကဒီပထမအဆင့်ကိုပဲစီးရင်မမှန်ကန်ကန်တွဲ။ကျန်တဲ့ဒုတိယအဆင့်တတိယစရုပ်ထားနောက်ဆုံးအဆင့်တွေက software ကအလိုလျောက်သွားတွက်ပေးသွားတယ်။ဥပမာသူ့နေနဲ့သူတော့ပို့ပေးတယ်ပေါ့နော်။အရှုံးမျက်စံသူ့နေနဲ့သူ balance sheet ဆိုတဲ့သူ့နေနဲ့သူပို့ပြီးတော့တခါလဲဆွဲထားပြီးသား။အကြောင်းသူကနေ့တိုင်းတမို့အချိန်တိုင်းကြဲတဲ့ချိန်တိုင်းကို report တွေကြည့်ကြည့်လို့ရတယ်ဆော့ဘလာကြတော့ဒါအတာချက်တစ်ခု Excel ကကြတော့ကိုကအဲ့ဒီဒုတိယတတိယအဆင့်တွေကိုလည်းကိုဘာသာပြန်ခွဲထုတ်ပေးရတယ်ဒါပေမဲ့ तू ကစာရွက်ထပ်တော့ပုံမြန်တာပေါ့နော် Excel ဆိုစုစုပေါင်းတယ်ဆိုရင်ကလစ်တစ်ချက်နေတာနဲ့ तू ပေါင်းပေးတယ်ဆိုတာမျိုးပေါ့နော်ဒါပေမဲ့နောက်ဆုံးအဆင့်တွေကိုလည်းကိုကတက်တယ်လို့ဆွဲပေးတယ်ဒီမှာ Excel ရဲ့အတာချက်တစ်ခုရှိသွားတယ်အဲ့ဒါဘာလဲဆိုတော့ Excel ကကြတော့ accounting software ကကြတော့ तू ပုံတွေဖြစ်သွားတယ် तू ဒီလိုအကြောင်းအရာတွေရှိမယ်ဆိုပြီးတော့စီးပွားလုပ်ငန်းမှာရှိမယ်ဟာတွေကိုထည့်ထားတယ် အဲ့ဒီစီးပွဲလုပ်ငန်းမှာရှိမယ်လို့တတ်မှတ်ထားပြီးတော့ထည့်ထားတဲ့အရာမဟုတ်တဲ့အကြောင်းအရာလိုမျိုးအတွက်ကခက်ခဲသွားပြီเนาะအဲ့ဒါကြောင့်ဥမာ NGO တွေပါဆိုတော့စီးပွဲထက်ပိုတဲ့အကြောင်းအရာတွေတို့မှအများကြီးရှိတဲ့အခါမှာ NGO တွေဆိုတော့ဒီ Excel ကိုပို့ပြီးတော့တော်ကြတယ်ဒါကြောင့် NGO ရဲ့ Excel ကိုတုံးတာပို့ပြီးတော့များတယ်ပေါ့เนาะအဲ့ဒီ Excel နဲ့တုံးတတ်တယ်ဆိုရင် software တစ်ခုလိုပဲဒါပေမဲ့အကုန်လုံးကိုတော့ကိုယ့်ရဲ့ idea နဲ့ကိုကိုကအကုန်လုံးဖန်တီးတိစောက်ရတယ်ဆိုတော့အဲ့လိုမျိုးတွေရှိတယ် အကြောင်းအဖွဲ့အစည်းနဲ့ဒီတူတပြ NGO တို့ဘာလို့က Excel ကိုပို့ပြီးတော့တပေါ်ကြတယ်သူတို့ကပုံတေလုတ်ထားတဲ့ accounting software မှာမပါတဲ့ဟာဒီကိုကိုဘာသာ Excel မှာပြန်ပြီးတော့တိဆောက်လို့ရတဲ့အတွက်ကြောင့်ဟောနော်အဲ့လိုမျိုးပုံစံနဲ့တွားတယ်အကြောင်းဒီစရင်ကန်အဖြစ်အသက်ဝင်ကြောင်းလုပ်မဲ့သူကဥမာ LC level 1 2 3ပြီးမယ်နောက်ဆုံး level 3အစင်းနဲ့မရပဲနဲ့ ACC part 1လောက်ထိကိုတော့အနည်းဆုံးတက်ဒါမှ ကိုရဲ့နေထားကဟိုလဆာအပေါ်နဲ့ရမှာပေါ့နော်ဆိုလိုတာက level 3နဲ့ SCC power မကွာတော့မကွာတဲ့အတွက်ကြောင့် level 3နဲ့အလုတ်ရှာမဲ့တူတူနော် SCC power 1လောက်ထိယူတာဆိုပို့ပြီးတော့လည်းကိုရှိတယ်ပို့ပြီးတော့လည်းလဆာပုံများမယ်ပြီးရင်ဒီ paper base တစ်ခုနဲ့လည်းမရဘူးဆို LCC ID SCC ကများဆိုဒီ paper base နဲ့လက်တွေ့တင်ရတယ်ဒီလက်တွေ့တင်ပြီးမှကွန်ပျူတာကို Excel set ပေါ်ရမှာဖြစ်တယ်အဲ့ဒီ paper ကနေ formula တွေ theory တွေအကုန်လုံးကျွန်တော်ကလေ့လာရတာကွန်ပျူတာမှာကြတော့အဲ့ဒီ accounting ရဲ့ formula တွေ principle တွေကိုအသေးစိတ်ကမလေ့လာတော့ဒီကွန်ပျူတာမှာဘယ်လိုအသုံးချမလဲဆိုတော့ကိုလေ့လာတာဖြစ်တဲ့အတွက်ကြောင့်ဒီကွန်ပျူတာနဲ့စာရင်းမှတ်တဲ့အရာကိုအခြေခံစာရင်းပညာဒီ manually မတက်ထားဘဲနဲ့တန်းပြီးတော့တက်ဖို့ဆိုရင်တော်တော်လေးခက်ခဲမှာเนาะအဲ့ဒါကြောင့် accounting နဲ့တမွေးကြောင်လုပ်မယ်ဆိုရင်လိုအပ်ချက်က ဒီ paper basis နဲ့လည်း next level 3လား ECC part 1လားလောက်ထိတော့လေ့လာပြီးသွားရင် excel နဲ့ကြွန့်ကျင်ရမယ်ပြီးရင် accounting software တစ်ခုခုကိုကြွန့်ကျင်ခြင်းတုံးတက်မယ်ဆိုရင်တော့ပို့ပြီးတော့လုပ်ငန်းခွင်မှာအလုပ်ရှာတဲ့ခါမှာပို့ပြီးတော့အဆင်ပြေမှဖြစ်တယ်အားလုံးကျေးဇူးတင်ပါတယ်လိုအပ်တာမေးချင်တာတွေရှိရင်ကျွန်တော် comment တွေမှာလည်းလာပြီးတော့မေးလို့ရတယ်နောက်တစ်ခုမှပြန်ပြီးတော့တွေ့ပါမယ်လို့